ကဲလိုင်းပေါ်မှာရှိကြတဲ့တူရီမိတ်ဆွေများအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တူရီကိုထွန်းနောက်ပြရနေပြီးတော့မိတ်ဆွေလူလိုင်းလွှဲလို့ပြသနေပါတယ်အဲ့ဒါမလို့မိတ်ဆွေတို့တူရီဝါဒနာရှင်များကျွန်တော်ရဲ့ live ကိုကျွန်တော်နဲ့တူပြီးဆုံးအောင်ကြည့်ပေးပါမိတ်ဆွေတွေအတွက်တစုံတစ်ခုအကျိုးရှိနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ live ကလေးကိုမိတ်ဆွေတို့အနေနဲ့ပြီးဆုံးတဲ့အချိန်ဝင်ရောက်ကြည့်ရှုပေးစေခြင်းနဲ့ကဲ အားလုံးပဲမင်္ဂလာဟုတ်ကဲ့မနေ့ကကျွန်တော်တို့28ရက်နေ့7နာရီ1မိနစ်မှာနောက်ဆုံးနေ့မနေ့နောက်ဆုံးမနေ့ဟာမိတ်ဆွေတို့ကနန်းကောင်းလေးနဲ့ကျွန်တော်ချပြပြမှာဖြစ်တယ်ကျွန်တော်တနေကုန်ကြီးတနေကုန်ကြီးလေးကိုချပြအခုညတော့မိတ်ဆွေတို့ကျွန်တော်ပြခဲ့တယ်နော်တနေကုန်ကြီး358ကြီး သုံးငါးရှစ်ကီကိုမှမစလိုစိုက်နဲ့တကွငါးနောက်ပိတ်ကိုလည်းကျွန်တော်ပြပေးခဲ့တယ်နော်။သုံးညထိတ်စီကိုလည်းကျွန်တော်ပြပေးခဲ့တယ်ငါးနောက်ပိတ်ကိုလည်းကျွန်တော်ပြပေးခဲ့တယ်နော်။ဟုတ်ပြီအဲဒါသုံးညငါးဆိုတဲ့ကဏ္ဍကိုဒီညနေမှာအောင်မြင်စွာထွက်ရှိသွားခဲ့တယ်။နောက်တော့ကြာပရေးတောက်ကြာနှစ်ရက်မှာမစလိုကျွန်တော်ငါး၆ပတ်သီးပါလို့ကျွန်တော်ပေးခဲ့တယ်နော်။ 6နဲ့5ကြက်ရတလုံးကိုပတ်ပါကြာပရင်းညနေမှာအထူးရေးကြည့်ပါတယ်ကျွန်တော်ပြောခဲ့ပါတယ်အားကြောင့်မလို့ငါပတ်စီလည်းအောင်မြင်သွားတယ်နော်ဟုတ်ကဲ့အခုဝင်လာကြတဲ့မိတ်ဆွေများကလည်းကျွန်တော်ရဲ့ channel လေးကို like share လေးနဲ့ကူညီပေးပါတခါမှကျွန်တော်ရဲ့ like ကို မကြည့်ဘူးသေးမိတ်ဆွေအစ်စ်များပါရှိခဲ့ရင်လည်းကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပါနော်ကဲ ပထမအားပေးနေကြမိတ်ဆွေတွေရတယ်ကျွန်တော်ရဲ့ channel လေးကိုလိုက်ရင်ရှင်နဲ့ကူညီပေးလက်မလေးနေအပေါင်းလေးနေအသေးလေးများများပေးပါနော်ဟုတ်ကဲ့ပါအခုဝင်လာကြတဲ့မိတ်ဆွေအပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေမနေ့ပါမနေ့7နှစ်အတိုင်းမိနစ်မှာထွက်ရှိမဲ့တူးတွေကိုအောင်မြင်စွာပေါက်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါရစေဟုတ်ကဲ့အဲဒါဆိုရင်ကျွန်တော်တို့ တနေ့ကုန်ကြီးဇာကီးလေးကိုမိတ်ဆွေတို့ကိုကျွန်တော်ချပြပြီးမှဖြစ်တယ်အားကြောင့်မို့အခုလူလေးနည်းနည်းနဲနေတယ်လူလေးနည်းဆော့ပဲနော်အားကြောင့်မို့မိတ်ဆွေတို့ကလည်းတယောက်မင်းအများမြင်အောင်လိုက်ရှင်းလေးနဲ့ကူညီပေးပါကဲညတော့ကညတော့ကလည်းကျွန်တော်ဒီကဏ္ဍလေးတွေကို တနေ့စာကြီးတွေကိုကျွန်တော်ထုတ်ပေးကြရနော်ညဝါကြည့်တဲ့မိတ်ဆွေများသိမှာပါဟုတ်ကဲ့အားလုံးသောမိတ်ဆွေတွေကိုကျွန်တော်ဒီညမှာလည်းဒီတည်းကကြီးလေးတွေတနေ့ကုန်ကြီးလေးတွေတနေ့ကုန်ကြီးလေးတွေထုတ်ပေးမယ်တကွက်ကောင်းအောင်မှစိတ်နဲ့သက်တဲ့မိတ်ဆွေများတကွက်ကောင်းအောင်မှထိုးကျင်ပါလေဆိုတဲ့မိတ်ဆွေများဒီညနေ3ည5လို့ပဲ3ည8စီ5နောက်ပြီနဲ့ ုံညာငါလို့ပဲအောင်မြင်နေခြင်းလည်းဆိုရင်မနက်ပါမနက်9နာရီမှာကျွန်တော် line ပေါ်မှာရှိပါမယ်မနက်ပါမနက်9နာရီမှာကျွန်တော်မိတ်ဆွေတို့ကိုကနားနေနေချပြပြလာဖြစ်တယ်အားကြောင့်မလို့ကျွန်တော် line ကိုကြည့်ရင်လည်းမိတ်ဆွေများမနက်9နာရီမှာဝင်လာခဲ့ပါနော် line ပေါ်တက်လာခဲ့ပါ line ပေါ်မှာကျွန်တော်ရှိပါတယ် ဟုတ်ကဲ့ဒီညကတော့ကျွန်တော်နေကုန်ကြီးလေးကိုချပြပြီးမှဖြစ်တယ်ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာလိုက်ရှယ်လေးနဲ့ကူညီပြပါနော်ကျွန်တော်တူရီကိုထွန်း YouTube channel ရနေပြီးမိတ်ဆွေတို့လိုက်လွင့်လို့ပေးနေပါတယ်ကျလူလေးတွေရမ်းနေနေတယ် လူလေးတွေရမ်းနေတယ်เนาะအဲကြောင့်လိုက်ဆက်လေးနဲ့မင်းများလေးကူညီပြပါအပေါင်းလေးနဲ့လက်မလေးနဲ့အသေးလေးမင်းများပြပါเนาะလူလူလေးခဏစောင့်နေမယ်เนาะဟုတ်ကဲ့နောက်ပြရင်ကျွန်တော်မိတ်ဆွေတို့တနေကုန်စာကြီးတွေကိုချပြပေးမှာဖြစ်တယ် ကဲအခုကြည်ဝင်ကြည်နေကြတဲ့မိတ်ဆွေတွေတဦးတယောက်ချင်းကိုအထူးကျေးဇူးတင်ရှိပါတယ်စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းတွေပြည့်စုံနိုင်ကြပါစေလူအဆန္ဒတွေလည်းတလုံးတဝါစီရရှိနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းပန်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့အားလုံးသောမိတ်ဆွေတွေတဦးတယောက်ချင်းကိုအထူးပဲကျေးဇူးတင်ပါတယ်အားကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ channel လေးကို like share လေးနဲ့ကူညီပေးပါနော် ကဲအားလုံးသောမိတ်ဆွေတွေနော်တူတောက်ရင် like share များများကူညီပေးကဲလူတွေနဲ့နဲ့နေလို့လူတွေနဲ့နဲ့စောက်ဝင်နော်လူတွေနဲ့နဲ့စောက်ပြီနော်ကျွန်တော်မိတ်ဆွေတို့ကိုချပြပေးမှာဖြစ်တယ်အဲကျွန်တော်တို့မိတ်ဆွေတို့အနေနဲ့ like share လေးများများလေးလုပ်ပေးကူညီပေးနော်ဟုတ်ကဲ့ပါအားလုံးသောမိတ်ဆွေတွေဟိုသူပဲကျေးဇူးတင်ရှိပါတယ်ကဲ ရစေခြင်းပေါက်စေခြင်းဆန္နဲ့ဆန္နတခုနဲ့ပဲကျွန်တော်ချပြပေးတာပါနော်ကျွန်တော်ခဏနေနဲ့အောင်မြင်သွားလို့ပေါက်ခဲ့လို့ရှိရင်လည်းကျွန်တော်တပြားတစ်ချက်မှပေးစရာမလိုပါဘူးဒီထဲမှာကိုထုံးရမစ်ဆွေပါပါခဲ့လို့ရှိရင်လည်းကိုထုံးကအားပေးတယ်လို့ကျွန်တော်လည်းအားပေးနိုင်ပါတယ်ခင်ဗျာကဲလိုက်ရှယ်လေးနဲ့ကူညီเนาะ ကဲအဲ့ဆိုရင်ကျွန်တော်နေကုန်ကီးလို့စပြပြပြမယ်နော်မိတ်ဆွေတို့ကတေချာလေးတိုက်ပြီးတော့ကြည်ပြပါဟုတ်ပြီနေကုန်ကီးလေးကိုစပြပြမယ်နေကုန်ကီးကဘယ်အစမလဲညနေစည်61ကစမယ်နော်မနေ့စည်3ည3ညနေစည်61အဲ့ရီစမယ်အဲ့ဒီစမယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့တေချာလေးကိုလက်ကြည့်ပြပါဒီက61က6ထိပ်စီးရဲ့သူ့တပင်ကျော်က၄နှစ် 62က6တက်စီရဲ့သူ့တပင်ကျော်၄နှစ်ဒီသုံးဒီသုံးလုံးပေါင်းဒီ၄နဲ့နှစ်နဲ့ပေါင်းတော့6တဲ့၄နဲ့နှစ်နဲ့ပေါင်း6အဲ့6ကိုဒီ6နဲ့ပေါင်းရင်ကျွန်တော်တို့ကဘာရမလဲနှစ်လို့ရမှာဖြစ်တယ်နှစ်လို့ရဖြစ်တယ်နှစ်ရဲ့ပါဝါခွန်းနှစ်ရဲ့နှက်ကက၄နှစ်ခွန်၄ကီးရတနေကုန်မှာတနေကုန်မှာနှစ်ခွန်၄ကီးထွက်ရမယ်မနေ့စည်းမှာ 26ဆိုပြီးတော့နှစ်ထွက်ပါတယ်ညနေစီမှာ3ည4ဆိုပြီးတော့လိုင်းကြီးကကြကြသွားရင်เนาะမေဆိုလို့နည်းနည်းတန်းကြီးခိုင်းပြီးတော့ကြည်ပေးပါကဲအားကြောင့်မလို့ကျွန်တော်နောက်တစ်နေ့ကိုဆက်သွားမယ်နောက်တစ်နေ့ကဒီက41က4ဒိတ်စီအဲ့4ဒိတ်စီနဲ့သူ့တပင်ကျော်က26ဒီနှလုံးပေါင်းကြပါရမလဲ26နှလုံးပေါင်းကြ8ဒီ4နဲ့ပေါင်းရင်ကျွန်တော်ကပါတာ8နဲ့4နဲ့ပေါင်းတော့2လို့ရတယ် နေ့ရဲ့ဘဝခွန်နေ့ရဲ့နှက်ကကလေးနှစ်ခွန်လေးကြီးပါပဲတဲ့နှစ်ခွန်လေးကြီးဟာမနေ့စေးမှာ20ဆိုပြီးတော့နှစ်တလုံးကြလဲညနေစမှာခွန်3ဆိုပြီးတော့ခွန်တလုံးကြီးပါတယ်နော်ဟုတ်ပြီအဲဆိုရင်ကျွန်တော်နောက်တစ်နေ့ကိုဆက်သွားကြည့်မယ်နောက်တစ်နေ့ဆက်သွားကြည့်မှာ68က6ထိပ်စီရဲ့ဒီက20ဆိုတော့နှစ်တုံညာနှလုံးရဲ့ဒီသုံးလုံးပေါင်းခြင်းဖြစ်ပါတယ်ဒီသုံးလုံးပေါင်းခြင်းဖြစ်တော့ဒီကနှစ်ကဒီကတုံညာရဲ့ပေါင်းတော့နှစ် နှစ်ကိုဒီက6နဲ့ပေါင်းရင်ကျွန်တော်ပါရမလဲ8လို့ရမှာဖြစ်တယ်8လို့ရမှာဖြစ်တဲ့အတွက်8ရဲ့ပါဝါ3 8ရဲ့နက္ခတ်က1 8 3ကီယာတနေကုန်ပါတဲ့8 3ဒီတနေကုန်ဆိုတော့ကျွန်တော်မနေ့စည်းမတယ်61ဆိုပြီးတော့တစ်တလုံးကြီးပါပါတယ်နော်ညနေစည်းမတော့မကြီးပါဘူးဟုတ်ပြီအဲ့ဆိုကျွန်တော်နောက်တစ်နေ့ဆက်သွားမယ်ဒီ3ည4ည3ညထိပ်စည်းရတဲ့တပင်ကျော်က61ကဒီနှလုံးပေါင်းဒီနှလုံးရဲ့ သုံးညရဲ့1ကဲ6ကဲဒီသုံးလုံးပေါင်းချင်း6နဲ့1နဲ့ပေါင်းတော့ခွန်ဒီသုံးညနဲ့ပေါင်းတော့လေခွန်ပဲရပါတယ်ခွန်ရဲ့ခွန်ရတဲ့အတွက်ခွန်ရဲ့ပါဝါနဲ့ခွန်ရဲ့နှက်ကကသုံးညခွန်နဲ့သုံးညကြီးပါတဲ့ဒီနေ့ကမှခုနှစ်တုံညာကြီးပါဆိုတော့နောက်တနေ့ပါပါထွက်တယ်မနေ့စီမှာ60နှစ်ဆိုပြီးတော့နှစ်တလုံးကြီးခဲ့တယ်ညနေစီမှာတစ်ခွန်ဆိုပြီးတော့ခွန်တလုံးကြီးခဲ့တယ်နော်တစ်ခွန်ဆိုပြီးတော့ခွန်တလုံးကြီးတယ်မနေ့စီမှာနှစ်တလုံးကြီးရယ် ဟုတ်ပြီအဆိုရင်ကျွန်တော်တို့နောက်တစ်နေ့ကိုဆက်သွားမယ်နောက်တစ်နေ့ကိုဆက်သွားမယ်ဆိုတော့ခွန်သုံးဟာခွန်ဒိစီမနေ့ဈေး90နှစ်နဲ့ဒီသုံးလုံးပေါင်းခြင်းပါခွန်ရဲ့နှစ်ငယ်9ရဲ့ဒီသုံးလုံးပေါင်းခြင်းဟာဘယ်လောက်ရမလဲခွန်ရဲ့နှစ်ငယ်9ရဲ့ဘယ်လောက်ရမလဲဆိုတော့90နှစ်နဲ့ပေါင်းတော့1ဒီခွန်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့က8ဆိုတော့ရမယ်8ဆိုတော့ရမယ်ဆိုတော့8 8ရဲ့ဘဝ3 8ရဲ့နှစ်ကက1 8 3 1 မနက်နောက်တနေ့မှာတနေကုန်ပါတဲ့ရှစ်သုံးတင်တနေကုန်မှာဆိုတော့မနက်စည်းဟာပါတော့68ဆိုပြီးတော့ရှစ်ညီခဲ့တယ်ညနေစမှာ13ဆိုပြီးတော့အပီးပောက်ခဲ့တယ်နော်ရှစ်သုံးတကီကိုအပီးပောက်ခဲ့တယ်ဟုတ်ပြီအဲဆိုရင်ကျွန်တော်ကနောက်နေ့တွေကိုဆက်သွားကြည့်မယ်နောက်တနေ့ဆက်သွားမယ်ဆိုတော့ဒီက60နှစ်က6ထိပ်စီရဲ့တဲ့သူ့တပင်ကျော်က68ဒီနှလုံးရဲ့ ကိုရှင်းနှလုံးပေါင်းခြင်းတော့ခွန်ဒီ6နဲ့ပေါင်းရင်ဘယ်လောက်ရမလဲကိုရှင်းနှလုံးပေါင်းခြင်းခွန်ဒီ6နဲ့ပေါင်းရင်ကျွန်တော်တို့က3လို့ရမှာဖြစ်တယ်3လို့ရပြီ3ရဲ့ပါဝါရှိ3ရဲ့နက္ခတ်က9 385ကီ385ကီဘာတော့ကလေးမနဲ့ဈေးမှာ1 3ဆိုပြီးတော့3တလုံးညိခဲ့တယ်ညနေစမှာလည်း63ဆိုပြီးတော့3တလုံးညိခဲ့တယ်နော်ဟုတ်ပြီအဲဆိုရင်ကျွန်တော်ဆက်သွားကြည့်မယ်ဆက်သွားကြည့်ပါတစ်ခွန်ကတစ်ထိပ်စီရဲ့ ပွဲပြက်မရှိဘူးเนาะမေဆွေတို့ပွဲပြက်မရှိဘူးပွဲပြက်မရှိလို့မေဆွေတို့ကျွန်တော်ချပြခြင်းပေးခြင်းဖြစ်တယ်ရပါစေပေါက်ပါစေဆိုတဲ့ဆန္ဒနဲ့ကျွန်တော်ချက်ပြပေးခြင်းဖြစ်ပါတယ်အားကြောင့်မလို့မေဆွေတို့ဘက်ကလည်း like share နဲ့မြန်မြန်ကူညီပေးပါလူရင်းအားတွေနဲ့နည်းနေရเนาะနည်းနေရအတွက်အခုကြည့်နေကြတဲ့မေဆွေများတိတ်ဥတယောက်ချင်းစီ like လက်မလေးနှိပ်သွားပါအသေးလေးမြန်မြန်ပေးသွားပါเนาะ ကဲအဲ့ဒါဆိုကျွန်တော်နောက်တစ်နေ့ကိုဆက်ကြည့်မယ်နောက်တစ်နေ့ဆက်ကြည့်မယ်တစ်ခုံကတစ်ထိတ်စီရဲ့တဲ့သူတပင်ကျော်ကမနေ့စဒီနှစ်သုံးနှလုံးရဒီသုံးလုံးပေါင်းခြင်းပါတဲ့တစ်သုံးနှစ်ပေါင်းခြင်းဘယ်လောက်ရမလဲတစ်သုံးနှစ်ပေါင်းခြင်းဘယ်လောက်ရဆိုဒီကနှစ်နဲ့သုံးနှစ်ပေါင်းတော့9အဲ့9ကိုဒီကတစ်နဲ့ပေါင်းရင်ပါရမလဲ6လို့ရမှာဖြစ်တယ်6လို့ရမှာဖြစ်တော့6ရဲ့ပါဝါ1 6ရဲ့နှက္ခတ်က9 6 1 9ကြီးရဲ့6 1 9ကြီးကဘယ်မှာညှိမလဲ6 ကျွန်တော်တို့ညနေစီမှာပဲသွားညီခဲ့ပါတယ်မနေ့စီမှာမညီပါဘူးเนาะ6 1 6ကီညနေစီမှာ36ဆိုပြီးတော့6တလုံးညီခဲ့ပါတယ်ဟုတ်ပြီအဲဆိုရှင် နောက်တစ်နေ့ဆက်သွားမယ်နောက်တစ်စား1 3 1တိတ်စီရဲ့မနေ့စီခွန်9ခွန်9လုံးဒီ3လုံးပေါင်းကြီး1 5ခွန်3လုံးပေါင်းကြီးอ่ะဘယ်လောက်ရမလဲခွန်9နဲ့ပေါင်းတော့2 2ကိုဒီ1နဲ့ပေါင်းရင်ဘယ်လောက်ရမလဲ1 သုံးလို့ရမှာဖြစ်တယ်သုံးလို့ရမယ်ဆိုဖြစ်တဲ့အတွက်သုံးရဲ့ဘာဝရှိသုံးရဲ့နကက၅385ကီပါအဲ့385ကီကိုနောက်တစ်နေ့မှာပါထွက်လဲမနေ့စီမှာ3ညခုံဆိုပြီးတော့မကြီးခဲ့ဘူးညနေစီမှာ68ဆိုပြီးတော့10တလုံးကြီးခဲ့ပါတယ်နော်68ဆိုပြီးတော့10တလုံးကြီးခဲ့တယ်ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်တို့ဒီကနေ့တနေ့တာပေါ့ဒီကနေ့တနေ့တာကိုဒီက63က6ထိပ်စီရှိတယ်သူ့တပင်ကျော်က3ညခုံဆိုတဲ့ကဏ္ဍရှိတယ် တုံညခွန်ဟာနှလုံးပေါင်းခြင်းခွန်ဒီ6နဲ့ပေါင်းရင်ဘာဖြစ်မလဲတုံညခွန်ဟာနှလုံးပေါင်းခြင်းခွန်ဒီ6နဲ့ပေါင်းရင်ကျွန်တော်တို့ကသုံးလို့ရမယ်သုံးလို့ရတဲ့3ရဲ့ပါဝါ8 3ရဲ့နှခတ်က9 3 85ကီပါပဲလေ3 85ကီကိုကျွန်တော်တို့မနက်စည်းက84ထွက်တယ်မညီးခဲ့ပါဘူးညနေစည်းမှာတုံည9ဆိုပြီးတော့9တလုံးညီးခဲ့တယ်နော်ဟုတ်ကဲ့အခုကဒီကနေပြီးတော့တောက်လျှောက်ကျွန်တော်တို့မနဲ့ညဘူးလွတ်သွားတဲ့ကဏ္ဍ ကီမဟုတ်ပါဘူးတပင်းမှမဖောက်ခဲ့ဘူးနော်တပင်းမှမကောက်ဘူးလေအဲ့ကီ၃လုံးကမနဲ့မှညင်းညင်းမညင်းတော့ညက်နေမှာအကျဉ်းသေးပါပဲနော်ဟုတ်ကဲ့အားကြောင့်မလို့အခုကျွန်တော်မနဲ့ဖန်မနဲ့ဖန်28ရက်နေ့တောက်ကြနေ့နောက်ဆုံးနေ့နောက်ဆုံးပွဲစဉ်မှာဒီ36ကသုံးထိပ်စီရဲ့တူတပင်ကျော်ကမနဲ့ကထွက်ခဲ့တဲ့84ရဲ့ဒီသုံးလုံးပေါင်းခြင်းမှာ ဒီသုံးနှုန်းပေါင်းရင်ခုနှစ်4နဲ့ပေါင်းတော့1 1တကိုဒီသုံးနှုန်းပေါင်းရင်ဘာရမလဲမသိဘူးခု4 3ပေါင်းခြင်းဟာဒီနှုန်းပေါင်းခြင်း1ဒီသုံးနှုန်းပေါင်းခြင်းကျွန်တော်က4လို့ရမှာပဲ4လို့ရမှာ4ရဲ့ပါဝါ9ရဲ့နှက်ခက်က1 4 9 1ကြီးပါတဲ့ကိုချမ်းဟုတ်ကဲ့ဒီချာကြီးက4 9 1ကြီးအဲ့4 9 1ကြီးဟာ မနက်ဖန်ကျွန်တော်ထင်ရတော့မနက်ဖန်မနက်စည်းမှာထွက်ဖို့များပါတယ်မနက်ဖန်မနက်စည်းမှာထွက်ဖို့များတယ်ဆိုတော့ဘာဖြစ်လို့ဆိုတော့ဒီတပတ်တွင်းမှာဒီ23ကနေစတာเนาะဒီ23ကနေစတယ်ဒီ23ကနေစတယ်ဒီတပတ်90ရက်မှာဒီ23ကနေစပြီးတော့မနက်စည်းမှာနှစ်ခွန်လေးကိုလွတ်တဲ့ကဏမရှိပါဘူးခင်ဗျเนาะနှစ်ခွန်လေးကိုလွတ်တဲ့ကဏမရှိဘူးကျွန်တော် တို့ကြီးတသက်သာပေါ်မြူလာမှာဆိုလေအခု၄ဘွဲ့ထွက်တယ်၄ဘွဲ့အခု၄ရက်ထွက်တယ်၄ရက်ထွက်ကို၄ရက်စစ်ချိန်ကိုကျွန်တော်၄ဘွဲ့အောင်မြင်သွားတယ်နော်ဟုတ်ပြီအဲဒါဆိုတော့အားကြောင့်မလို့ကျွန်တော်မနက်ပိုင်းမနက်စည်းမှာလည်း၄ခုနှစ်ကလွတ်เสียမရှိပါဘူး၄ခုနှစ်ကွန်ကီးရဒီတက်မှာမနက်စည်းမှာတောက်ဆောင်ကြည့်နေနေနေပါတယ်ဦးသေးဝင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ အဲကြောင့်လို့မနက်ဖက်မှာ၄၉နှစ်ကြီးပါနော်၄၉နှစ်ကြီးနဲ့မိမိတို့မှာဝမ်းချင်းရှိရင်ဝမ်းချင်းနဲ့ကတ်ထိုးပါပရိတ်ရှိရင်ပရိတ်နဲ့ကတ်ထိုးပါဟုတ်ကဲ့အဲကြောင့်လို့ကျွန်တော်ကကျွန်တော်ကမိတ်ဆွေတို့ကိုရစေခြင်းပေါ့စေခြင်းနဲ့ကနန်းနဲ့ဇေစေတနာနဲ့မိတ်ဆွေတို့ကိုကျွန်တော်ချပြပေးခြင်းဖြစ်ပါတယ် ကျွန်တော်ကနန်းနဲ့ပေါက်ခဲ့အောင်မြင်ခဲ့လို့ရှင်နဲ့ကျွန်တော်ကတပြားတစ်ချက်မှမိတ်ဆွေတို့ပေးကြရမလို့ဘူးမိတ်ဆွေတို့ပတ်စံနဲ့ထိုးပေါက်တာဖြစ်တဲ့အတွက်ကျွန်တော်ကပေးကြရမလို့ပါဘူးကျွန်တော်စေနာနဲ့ချပြပေးခြင်းဖြစ်ပါတယ်အဲကြောင့်ဒီတက်မှာ ကိုထွန်းရဲ့ဒုတိပါဘူးဟာကိုထွန်းရဲ့မိတ်ဆွေများပါခဲ့လို့ရှင်နဲ့ကျွန်တော်ကိုထွန်းအားကိုအားပေးတယ်လို့ကျွန်တော်လည်းအားပေးနိုင်ပါတယ်ဟုတ်ကဲ့ကိုထွန်းမရှိတဲ့ခိုက်တန်လေးမှာကျွန်တော်ကိုထွန်းရဲ့ကိုစား မိတ်ဆွေတို့ကိုချပြပေးခြင်းဖြစ်ပါれခမညလည်းလွင့်ပြီးတော့ပြသပေးခြင်းဖြစ်တယ်အဲ့အဆိုရှင်ကျွန်တော်တို့၄ခုနှစ်ကြီးရပြီ၄ခုနှစ်ကြီး၄ခုနှစ်ကြီးကိုကျွန်တော်တို့ကကျွန်တော်အကြိုက်ပြောရမယ်ဆိုရင်ကျွန်တော်ကဘုဒ္ဓဘုမကျော်ကနနှစ်ခုပတ်တိပေးတာနော်နှစ်နဲ့ခုပတ်တိပေးတာလေတာဥနေမှာလေ23ဆိုပြီးတော့နှစ်ထွက်သွားတယ်နော်နောက်ပြီးတော့ပရိလိုက်တဲ့လူတွေ တပရိ6ပရိလိုက်ပါလို့ကျွန်တော်ပြောခဲ့တယ်မနက်ကပဲတပရိနဲ့84ဆိုရထွက်ခဲ့တယ်နော်ဟုတ်ပြီအဲ့မှာကြံနဲ့ကနန်းက၄လုံးကြွေကြံတယ်၄လုံးပြီးကြွေကြံတယ်၄လုံးပြီးကြွေကမနက်ဖန်နေကိုကြီးရ၄ကိုနှစ်ကြီးပါ၄ကိုနှစ်ကြီးဒါတဏီကုံဆော့မှာကနန်း ုတ်ပြီအဲ့ဒါကျွန်တော်ပေးထားတဲ့ကဏ္ဍမှာဘာကြံလဲဆိုတော့ကျွန်တော်ဗရိတ်ကိုဗရိတ်ကြိုက်တဲ့မိစွေများတစ်ချောက်ဗရိတ်လိုက်ပါဆိုတော့မနက်ကောင်က84နဲ့တစ်ဗရိတ်အောင်မြင်သွားပြီဟူးမကျော်6နှစ်ပတ်ကဏ္ဍပေးတာတအားနှစ်မှာလည်း23စုလို့နှစ်ထွက်သွားတယ်ကိုးတလုံးကြံနေတယ်နော်ကိုးတလုံးကြံနေတယ်နောက်ပြီးတော့ကျွန်တော်ပေးထားတာက၄၄ကိုတစ်ချောက်ခွေ၄ကိုတစ်ချောက်ခွေဆိုတော့ လေးတီလေးချကူတီကူချဒီကနားလေးခွက်ကိုမနက်ဖမနက်စီမှာအာပြီးတော့ထိုးစေခြင်းနဲ့ဟုတ်ကဲ့အာပြီးတော့ထိုးစေခြင်းနဲ့အတွက်ဘာဖြစ်လဲဆိုတော့ကြာပလေးတော့ကြာကြာနေရမှာမိတ်ဆွေတို့ကျွန်တော်9 6ပတ်သီးဆိုတော့ပြီးခဲ့နော်9နဲ့6အခု3ည5ဆိုတော့9ထွက်သွားတယ် သူကငါတို့6တလုံးကလည်းကြာနေပါတယ်9တလုံးကလည်းကြာနေပါတယ်အဲကြောင့်မလို့9တလုံးရတဲ့ကြာနေ6တလုံးကကြာတယ်ဆိုတော့ကျွန်တော်အကိုရ496ကိုအဲ496ကိုရလည်းအပတိုင်းထွက်တဲ့ကိုပါဒီဒီဘက်မှာမထွက်သေးပါဘူးเนาะ496အဲကြောင့်မလို့မနေ့သေးမှာ4146 <laughs> 9196ဆိုတဲ့ကဏ္ဍလေးလောက်ကိုအာပြီးတော့မိစုလိုအနေနဲ့ကစားစေခြင်းနဲ့နေကုန်ကြီးရတော့၄ကိုနှစ်ကြီးပါ ဟုတ်ကဲ့အားကြောင့်မလို့အခုဒီညအဖိုးရမှာတော့မိတ်ဆွေတို့တဏီကုံစာ ကီးရီချပြပြပြမွေးကနားအခွေလေးကိုမိတ်ဆွေတို့ချပြပြပြပါပြီအားကြောင့်မလို့ကျွန်တော်ရဲ့အခုကြည်နေကြတဲ့မိတ်ဆွေအပေါင်းအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနေနဲ့ပြည့်စုံနိုင်ကြပါစေလူဝါဆန္ဒတလုံးတော်စီရရှိနိုင်ကြပါစေလို့ဆုတောင်းပါတယ်တကွက်ကောင်းမှထိုးခြင်းကြလဲမိတ်ဆွေများတကွက်ကောင်းမှထိုးပါရမယ်ဆိုရဲမိတ်ဆွေများကတော့ မနက်ဖြန်မနက်9:00နာရီစီမှာကျွန်တော်လိုင်းပေါ်မှာရှိပါပဲဒီကနေ့3ည5ထွက်ဆိုပဲ3ည3ည3ည8:00တက်တာ9နောက်ပြီက9နောက်ပြီတက်တဲ့နဲ့3ည5ဆိုလဲကနအောင်မြင်လို့မစ်ဆွေလိုမနက်ဖြန်မနက်စီမှာတကွက်ကောင်းထိုးကျင်တဲ့မစ်ဆွေများ9နာရီမှာ ကျွန်တော်လိုင်းပေါ်မှာရှိပါပဲလိုင်းပေါ်တက်လာခဲ့ပါအခုဒီညအဖို့ကတော့ အားလုံးသောမိတ်ဆွေလူမျိုးတဦးတယောက်ချင်းကိုအထူးကျေးဇူးတင်ရှိပါတယ်လို့ပြောဆိုပြောရင်းနဲ့ကျွန်တော်ရဲ့ like လေးကိုဒီမှာရင်ရနာလိုက်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်